ဟိုတတမီလေးမျက်နှာဘောက်ထားလို့မြင်ခလေးခလေးဘာဖြစ်လို့လဲဆရာကျွန်တော်ခွဲစိတ်နေတော့စမျက်နှာကိုဓာတ်နဲ့ထိမိသွားတာပါမျက်နှာကိုဓာတ်နဲ့ထိတယ်ဟာတီတီတီဆရာမလို့လားဗျာငါတူမာလီတော့တတလုံးလူရောတိုးလို့မရဘူးဖြစ်တော့မှာပဲဗျာဟုတ်ခမ ्या ့ကိုပေါ်ရောက်မှုကြောင့် ကျွန်တော်တူမလေးအခုလိုဖြစ်သွားပြီဗျခင်ဗျားဘယ်လိုတာဝန်ယူပေးမှာလဲအသမီးလေးတို့မင်းတို့လုံးဝမကျင်တော့ဘူးဒီနေ့ခွဲကန်းဝင်နေမင်းတို့ဆရာဝန်တွေအကုန်လုံးအသမီးလေးတို့ပြေဝတ်တောင်းရင်တောင်ပြင်တာ မင်းတို့တရားစွဲမယ်တရားစွဲမယ်ရအောင်